ငါသာလူဆိုးတို့ဒီတင့်ကိုတွေးဆောင်လင်ဝေမခန်နေတုတ်တန်ချန်းခန်းကြီးတဲ့အပန့်ငယ်30ကနေ19လူဆိုးတွေရဲ့ဖိတ်ခေါ်မှုတွေကနေပြီးတော့မှညင်းဆန်ဖို့နဲ့ဉာဏ်ပညာတတိပိချက်တွေကိုလက်ခံဖို့ရန်အတွက်တိုက်တွန်းထားတဲ့ကျမ်းပိုက်လေးပဲဖြစ်ပါတယ်လူဆိုးတွေဟာသူတို့က ဒီမိဘစကားကို နားထောင်ခြင်းရဲ့စန့်ကျင်ဘက်ဖြစ်တဲ့မတရားသောတွေးဆောင်ဖြားယောင်းမှု တွေကို ရွေးချယ်တဲ့သူတွေအဖို့တတိပေးတဲ့အစားလည်းဖြစ်ပါတယ်။ဒီထဲမှာ လူစိုးတွေရဲ့စကားကသူနဲ့အတူပူပေါင်းပြီးတော့မှ လူတက်ဖို့နဲ့အပြစ်မရှိတဲ့သူတွေကိုဖမ်းဆီးဖို့သူ့ဥစ္စာကို လူရဲ့ဖို့ရန်အတွက်သူတို့ရဲ့ အန်ဒီစကားတွေကိုကျွန်တော်တွေ့ရမှာပဲဖြစ်ပါတယ်ဒီຢာတွေဟာကျွန်တော်ပြည့်ညတ်တော်လွန်ကျူးခြင်းနဲ့ဒီလူမှုဝန်းကျင်ထဲမှာအုပ်စုဖွဲ့ပြီးတော့မှအကျင့်ပြတ်ခြားစားမှုဖြစ်တယ်ဆိုပြီးတော့မှလည်းဒီအကြောင်းအရာလေးဟာပုံဖော်ထားတာပဲဖြစ်ပါတယ်ဒီလူဆိုးတွေရဲ့ရည်ရွယ်ချက်ကတော့လူကောင်းတွေကိုဒီလူမျိုးရရှိလာတဲ့အကျိုးအမြတ်တွေကိုဝေစုခွဲတန်းရမယ်ဆိုပြီးတော့မှသူတို့ရဲ့ရည်ရွယ်ချက်ပဲဖြစ်ပါတယ် ျွန်တော်တို့မှတ်သားထားရမယ့်အရာကတော့မတရားသော နီလံဖြင့်ချမ်းသာမှုရှာခြင်းဟာမိမိရဲ့ဘဝကို ဆုံးစီတက်တဲ့ဆိုတဲ့အကြောင်းအရာကိုအမြဲတမ်းအမတ်ရဖို့ရန်တဖြစ်ပါတယ်။ဒီအခန်းငယ်15ကနေပြီးတော့မှ16ထဲမှာတော့ကျွန်တော်တို့ကိုတတိပေးတာမြင့်ချက်တွေကို ဖော်ပြထားတာပဲဖြစ်ပါတယ်။ ဒီအပြစ်ပြုတဲ့သူတွေရဲ့လမ်းကနေပြီးတော့မှဝေးတစ်ထပ်ဝေးအောင်နေဖို့ရန်အတွက်သူတို့ရဲ့အကြံစီထဲမှာမပါဝင်ဖို့ရန်အတွက်တတိပေးတားမြစ်ထားတာကိုလည်းကျွန်တော်တွေ့ရမှာပဲဖြစ်ပါတယ်။ ဒီထဲမှာဥပမာတစ်ခုအနေနဲ့ငက်ရှိမှာထောင်ချောက်ထောင်တဲ့အခါမှာအဲ့ဒီငက်ကထောင်ချောက်မှန်တည်တဲ့အတွက်ရှောင်းကွင်းတွားတက်ကြတယ်ဆိုပြီးတော့မှ ပြောထားတယ်ဒါပေမဲ့လူမိုက်တွေကတော့သူတို့ကိုထောင်ထားတဲ့ကြော့ကွင်းထောင်ချောက်မှန်တည်ပေမဲ့တစွတ်ထိုးဝင်ပြီးတော့မှ အသက်အသေခံတတ်တယ်ဆိုပြီးတော့မှပေါ်ပြထားတာကိုလည်းကျွန်တော်တို့တွေ့ရမှာပဲဖြစ်ပါတယ်ဒါကြောင့်မလို့ဒီလောကမှာအသက်ရှင်တဲ့အခါမှာအချို့တွေက မတရားနှီးဖြင့်ဖြက်လန်းနှီးဖြင့်စီးပွားဥစ္စာ ရှာတက်ကြတာပဲဖြစ်ပါတယ်လောဘကြီးစွာနဲ့ရှာဖွေအသက်မွေးကြတယ်အဲ့ဒီလူအပေါင်းတွေဟာသူတို့ အဲ့ဒီအကျိုးစီးပွားကိုခံပြီးတော့မှအဲ့ဒီစီးပွားကမိမိရဲ့အရှင်သခင်ကိုတတ်တတ်တယ်ဆိုပြီးတော့မှလေဒီချမ်းပိုက်လေးဟာကျွန်တော်တို့ကိုပြောပြနေတာပဲဖြစ်ပါတယ်။ဒါကြောင့်မလို့သာရဘုရားကိုကြောက်ရွံ့တဲ့သူမိဘစကားကိုနားထောင်တဲ့သူတွေဟာပညာတတိရှိစွာဖြင့်အဲ့ဒီရဲ့လူစုတွေရဲ့လမ်းကားနေပြီးတော့မှ တတိနဲ့ရှောင်ကျင်တက်ဖို့ရန်အတွက်တတိပေတိုက်တွန်းချက်တွေကို ကျွန်တော်မြင်တွေ့ရမှာပဲဖြစ်ပါတယ်။ဒီလူဆိုးတွေရဲ့လက်နက်လက်အတ္တိကလက်နက်ကတော့ကျွန်တော်တို့တွေကိုချမ်းသာကြွယ်ဝမှုအပြင်ဖျားယောင်းတွေးဆောင်လေးရှိတယ်ဆိုတာဒီထက်ကကျမ်းချက်လေးနဲ့ကျွန်တော်နားလည်ရမှာပဲဖြစ်ပါတယ်။